ဒီတုတ်တံမှာဧတပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့စဉ်းစားကြရတယ်တွေးတောကြရတယ်အများကြီးပါတဲ့အတွက်ကြောင့်စီထဲကလေးအနဲ့ထားပြီးတော့လေးနဲ့တဲ့တရားတစ်ပုဒ်ကိုစူးစမ်းလို့တဲ့စိတ်လေးနဲ့တဲ့တရားတစ်ပုဒ်ကိုပေါ့ပေါ့ကလေးနာလို့နားလည်မှာမဟုတ်ဘူးဆိုတဲ့စိတ်နဲ့စူးစူးဆိုင်ဆိုင်တကယ့်ကိုပဲ ေတ္တပေါင်းတို့ပေါင်းတို့ကိုအာယုံဆိုင်ပြီးတော့ဥစဉ်တို့နာယူကြည်ညိုကြစေခြင်းနဲ့နော်မြတ်စွာဘုရားတပိဝေလို့ရဲ့တက္ကတိုင်းဒေဝတဟဏိကုံမှာတည်င်းသုံးတော်မူစဉ်ခါကာလရဟန်းတော်တစုမြတ်စွာဘုရားစီကိုရောက်လာပြီးတော့ရှ िख ိုးဥချရင်ချက်သားတို့ဘယ်ကိစ္စလို့ငါရောက်လာကြတယ်လို့မြတ်စွာဘုရားကမေးတော့ဘုရားတပည့်တော်တို့ပစ္စဘူမိအရက်ကို သာသနာပြုကြွခြင်းပါလေဗျာသူတော်ကောင်းတရားတွေကြိုးစားပြီးတော့သူတော်ကောင်းတရားတွေပြန့်ပွားအောင်ပစ္စာဘူမိအရက်ကိုဘုရားတပည့်တော်တို့သွားခြင်းပါလေဗျာလို့ပြောပစ္စာဘူမိဆိုတော့အဲ့ဒီလက်ကတန်းရဲ့အနောက်ဘက်မှာရှိတဲ့ခုခေတ်လိုပြောမယ်ဆိုရင်နိုင်ငံရက်ချာဒေသချာပေါ့နော်ရေချာမြေချာပေါ့အဲ့ဒါလိုရေချာမြေချာသွားခြင်းလို့မြတ်စွာဘုရားကိုလမ်းပြီးတော့ဝေချာကြတာအဲ့ဒီမှာမြတ်စွာဘုရားကအဲ့ဒီယဟန်တော်တွေကိုစစ်သားတို့ သင်တို့ရဲ့နောင်တော်ကြီးသာရိပုတ္တရာကိုသင်တို့ရှ िख ိုးဥတင်ပြီးတော့ဂါရဝတွေပြုတ်ပြီးကြပြီလားလို့မေးတာမေးတော့ရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးစီကိုဘုရားတို့ရောမရောက်ရသေးပါဘူးခင်ဗျာဆိုတော့အေးအဲ့ဒါလို့ဆိုရင်ပိစ္ဆာဂုံမိအရက်ကိုမသွားသေးခင်မှာသင်တို့ရဲ့နောင်တော်ကြီးဖြစ်တဲ့ရှင်သာရိပုတ္တရာကိုတော်မြတ်စီကိုဝင်သွားလိုက်ကြအောင်လို့အဲ့ဒါလို့မြတ်စွာဘုရားကမှာလိုက်တာ ဟုတ်လားဘုရားကတော့ဘာတရားမှဟောတာမဟုတ်ဘူးအဲ့ဒါနဲ့အဲ့ဒီယဟန်တော်တွေကမြတ်စွာဘုရားကိုရှစ်ခုဥတင်ပြီးတော့အဲ့ဒီကြောင်းတိုက်ကြီးရဲ့တနေရာတန်ကျွဲကျုံမန်ဒက်တန်ကျွဲပင်ဆိုတော့ဒကာကြီးဒီမိုင်းကကသိချင်မှသိမယ်ဦးဇင်းတို့တော်မှာတော့ရှိတာပေါ့နော်တန်ကျွဲစီသူကအင်မတန်အရှိကောင်းတဲ့ခြုံကြီးပါပဲအဲ့ဒါကိုမန်ဒက်လို့လှုပ်ထမ်းပြီးတော့အင်မတန်အရှိကောင်းတဲ့အဲ့ဒီမန်ဒက်အောက်တဘာဝမန်ဒက်အောက်မှာရှင်သာတိဗုဒ္ဓကိုရောမြတ်ကြီးကသတင်းသုံးနေတာ ဟုတ်လားအဲ့ဒီနေရာကိုယဟန်တော်တွေကကြွသွားပြီးတော့ရှင်သာရိပုတ္တရာကိုတော်မြတ်ကိုသူတို့ရှိခိုးဦးချအဲ့ဒီမှာရှင်သာရိပုတ္တရာကမေးတယ်ငါရှင်တို့ဘယ်သွားကြမလို့တော့မှန်တော့ပါဗျာပိဿာဘုမိအရက်ကိုဘုရားပြောတော့သွားမလို့ပါဗျာအဲ့ဒါမြတ်စွာဘုရားကအရှင်ဘုရားကြီးကိုဝင်သွားအောင်ဆိုလို့တပည့်တော်ကဝင်ခဲ့တာအဲ့ဒါရှင်သာရိပုတ္တရာကဘုရားရဲ့အလိုကိုသိတယ်ဘာလို့သူ့စီကိုလွှတ်တယ်လဲဆိုတာကိုသိတယ်နော် အဲ့ဒီမှာရှင်သာရိပုတ္တရာကမေးတယ်။မရှင်တို့တဲ့။နိုင်ငံရချတိုင်းတစ်ပါးမှာပညာရှိဆိုတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်တဲ့။သင်တို့အဲ့ဒီကိုရောက်သွားပြီပစ္ဆာကုမိအရက်ကိုသင်တို့ရောက်သွားပြီဆိုရင်အဲ့ဒီနေရာအဲ့ဒီတအဲ့ဒီဒေတာမှာပညာရှိအမိခံတဲ့ပုဂ္ဂိုလ်တွေကသင်တို့ကိုမေးကြမှာနော်တဲ့။သင်တို့ကယဟန်ဂေါတမရဲ့တပည့်တွေဆိုတော့ တဲ့လို့ရဆရာယဟန်ဂေါရမဟာဘယ်လိုအယူဝါဒရှိတယ်လဲလို့တကယ်လို့များမေးခဲ့မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဟောကြားတော်မူသည့်အတိုင်းအင်မတန်မှန်တဲ့စကားနဲ့မြတ်စွာဘုရားကလည်းမဆွတ်ဆွဲတဲ့သဘောမျိုးနဲ့တက်ရအောင်သင်တို့မှန်မှန်ကန်ကန်ပြောနိုင်ပါမလားတဲ့ကိုစင်ရည်ဆွတ်ပြောရင်တရားကိုဆွတ်ဆွဲရရအောင်ပါလေ ဘုရားကဒီဝါဒရှိပါတယ်လို့မသိဘဲနဲ့တော်ရံမှန့်ပြီးတော့ပြောရင်လည်းဘုရားကိုဆွဆွဲရမရောက်ပြီဘူးလားရောက်မှာအဲ့ဒါလို့တိုင်းတစ်ပါးမှာရှိတဲ့ပညာရှိတွေကသင်တို့ရဲ့ဆရာကဘာအယူဝါဒရှိတယ်လဲလို့မေးရင်သင်တို့ပြောတတ်ပါမလားတဲ့အဲ့ဒီတော့အဲ့ဒီယဟန်တော်တွေကအရှင်ဘုရားတဲ့ဒီအကြောင်းအရာတွေကိုတပည့်တော်တို့နာယူလို့လို့ပဲအဝေးကြီးကလည်းအရှင်ဘုရားစီကိုတပည့်တော်တို့လာခဲ့ရတာပါတဲ့ဒါကြောင့်အရှင်ဘုရားပဲဟောပါတဲ့ကဲ့ သူတို့ကမပြောဘူးနော်အဲ့ဒီမှာရှင်သာရိပုတ္တရာကိုရောင်မြတ်ကြီးကနောင်တော်ကြီးပြီပြီသူ့ရဲ့ညီတော်ယဟန်တော်တွေတိုင်းတစ်ပါးမှာမြတ်စွာဘုရားရဲ့အယူဝါဒနဲ့ပတ်သက်ပြီးတော့မေးမြန်းစစ်ဆေးလာလို့ရှိရင်ကြက်ကြလက်ကြပြောတတ်အောင်ဦးဇင်းတော်မြတ်စွာဘုရားရဲ့အယူဝါဒကိုရှင်သာရိပုတ္တရာကိုရောင်မြတ်ကြီးကသင်ပေးတာဒီလိုမေးရင်ဒီလိုဖြေလို့ဟုတ်လားအေးတက္ကသီးတက္ကမကြီးများလည်းပဲ အဲ့ဒါလို့မကြုံရဘူးမပြောနိုင်ဘူးနော်အေးတခြားသောအယူဝါဒရှိတဲ့ပုဂ္ဂိုလ်တွေကသင်တို့ရဲ့ဘုရားကဘာယူရှိတယ်လဲလို့တကယ်လို့မြင်မေးခဲ့မယ်ဆိုရင်ဘယ်လိုပြောမလဲဆိုတဲ့စိတ်ကလေးနဲ့ပြီးတော့ကိုယ်ကိုယ်တိုင်ကလည်းပဲဘုရားရဲ့အယူဝါဒအနှစ်ချုပ်ကဘာများပါလဲလို့သိကျင်တဲ့စိတ်ကလေးနဲ့နာယူရမှာဟုတ်လားအဲ့ဒီမှာရှင်သာရိပုတ္တရာကိုရမြတ်ကြီးကသူကိုယ်တိုင်မေးလဲမေးပြတယ်သူကိုယ်တိုင်ဖြေလဲဖြေပြတယ်တကယ်လို့တဲ့ တိုင်းတစ်ပါးမှာရှိတဲ့ပညာရှိအမိခံတဲ့ပုဂ္ဂိုလ်တွေကကိဉ္ဝါဒီပနာယတမဒါနံကိမေခာယိအာယတမဒါနံအရှင်ဘုရားတို့ဤတထဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည်ကိဉ္ဝါဒီအဘေကဲ့သို့ဟောပြောယူဆသည်ရှိပါသည်နိကိမေခာယိပါရေဟုတောသင်ဆုံးမလေးရှိပါသည်နိဣတိဤသို့အဲ့ဒလူမြန်မေးခဲ့မယ်ဆိုရင်တဲ့ သင်တို့ကဘယ်လိုပြန်ပြောရမှာလဲဆိုတော့အာဟုသောငါရှင်နောငါတို့ရဲ့တတ္ထာဇေယဖြစ်တော်မူသောမြတ်စွာဘုရားရှင်သန္ဒရာဂဝိနယခာကြီးလူချင်းမမိုးချင်းသန္ဒရာဂပေရှားခြင်းကိုဟောကြားတဲ့အယူဝါဒရှိတယ်လို့ဧဝံဤသို့ပြကြရယာတိဖြေဆိုကြကုန်လောသင်တို့ရဲ့ဇေယမြတ်စွာဘုရားဘာအယူဝါဒရှိကြတယ်လို့မေးရင် သန္တာရာဂဝိနယခံရေတဲ့လူချင်းမမိုးချင်းသန္တာရာဂကိုဖေရှားဖို့ဟောကြားတဲ့အယူဝါဒရှိတယ်လို့ဖြေပါလေတဲ့တူတူလေးပဲနော်ဒါတဲ့ပုံပြီးတော့အရှက်စကားနဲ့ရှင်းအောင်ပြောရရင်လောဘကိုဖေရှားဖို့အယူဝါဒရှိတယ်လို့ဖြေပါလေတဲ့ဒီလိုက်ကိုဘာကိုဖေရှားတဲ့ဝါဒအဲ့ဒီထဲမှာတော့သူကသန္တာရာဂလို့တုံးထားတယ် နော်စန္ဒရာဂဆိုတာလိုချင်မမိုးတဲ့လောဘပါပဲတရားကိုကောက်တော့လေအင်းအဲ့ဒီစန္ဒရာဂကိုဖယ်ရှားရမယ်ဆိုရင်ဟောကြားတဲ့အယူဝါဒရှိတယ်လို့သင်တို့ကအဲ့ဒါလိုဖြေပါတဲ့သင်တို့ကအဲ့ဒါလိုဖြေပေမဲ့လို့တစ်ဖက်ကငြိမ်ပြီးတော့နေမှာမဟုတ်ဘူးဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့်တစ်စက်တက်ပြီးတော့မေးကြလိမ့်ဦးမယ်တဲ့ဟောလာကြမင်းနော်ဘယ်လိုမင်းမှလဲဆိုတော့ အာယတပန္တနာအရှင်ဘုရားတို့ရဲ့တတ္တဆရာဖြစ်တော်မူသောမြတ်စွာဘုရားကိတမိန်အဘေတရား၌သန္ဓရာဂဝိနည်းခါကြီးလူချင်းမမိုးချင်းသန္ဓရာဂဖယ်ရှားခြင်းကိုဟောကြားလေးရှိပါသည်။ဘေတရားရဲ့အပေါ်မှာ လူချင်းမမိုးတာတွေကိုဖယ်ရမှာလေလို့တဆင့်တက်ပြီးတော့မေးကြဦးမယ်တဲ့ကဲလာပြီနော်မြတ်စွာဘုရားမှာဘာဝါဒရှိတယ်လဲသန္ဓရာဂဝိနည်း အလိုဆန္ဒတွေကိုဖယ်ရှားဖို့ဟောကြားတဲ့ဝါဒရှိဘယ်တရားတွေရဲ့အပေါ်မှာလိုချင်မမောနေတာကိုဖယ်ရမှာလဲလို့တဆင့်ဖြတ်ပြီးတော့မေးကြလိမ့်ဦးမယ်တဲ့အဲ့လိုဆိုရင်သင်တို့ကဘလို့ဖြေရမှာလဲဆိုတော့အာဟုသောငါရှင်တို့နောငါတို့ရဲ့တထဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည်ရူပိယုတ်တရား၌သန္ဓရာဂဝိနည်းခာယီလူချင်းမမောခြင်းသန္ဓရာဂဖယ်ရှားခြင်းဆိုတဲ့အယူဝါဒရှိတယ် ရုပ်တရားရဲ့အပေါ်မှာလူချင်းမမောတဲ့တဏှာလောဘကိုဖယ်ရှားရမယ်လို့ဘေတရားရဲ့အပေါ်မှာလူချင်းမမောတာကိုဖယ်ရမယ်ရုပ်တရားရဲ့အပေါ်မှာတဲ့ဒါလည်းမကဘူးဝေဒနာသင်ညာသင်္ခါရဝိညာဉ်လို့ခေါ်တဲ့နာမ်ခန္ဓာ၄ပါးကြံနေတယ်လေအေးဝေဒနာရဲ့အပေါ်မှာသိညာရဲ့အပေါ်မှာသင်္ခါရတရားတွေရဲ့အပေါ်မှာဝိညာဉ်ဆိုတဲ့သိစိတ်တွေရဲ့အပေါ်မှာ သန္နရာကလူချင်းမမုန်းမှုကိုဖယ်ရှားရမယ်လို့ခေါ်တယ်လို့တဆင့်တက်ပြီးတော့ဖြေပါလေတဲ့ဒါတွေပြီးမှဦးစင်ကအသေးစိတ်ပြောမှာနော်ဒါကဟိုဒေသနာတော်ကိုသူ့အစဉ်အတိုင်းပြောနေတာဟုတ်လားအဲ့ဒီမှာဘုဘကလူတွေကမိဘကမဆုံးသေးတဲ့အတွက်ကြောင့်ဆက်ပြီးတော့မေးမှာပဲတဲ့ဘလူမီးတွေရရှိလဲဆိုတော့အာယသမန္တနာအရှင်ဘုရားတို့ရဲ့တတ္ထာဇေယဖြစ်တော်မူသောမြတ်စွာဘုရားသည် ကိအာဒီနဝဘေလိုအဖြစ်တွေကိုဒိဋ္ဌဝါမြင်ရပြီဖြစ်၍ရူပီယုတ်တရား၌သန္ဓရာကဝိနည်းခါယီအလိုသန္ဓရီဖယ်ရှားခြင်းကိုဟောကြားလေးရှိပါသည်။ယုတ်တရားရဲ့အပေါ်မှာလူချင်းမငုံမှုကိုဖယ်ရမယ်လို့မြတ်စွာဘုရားကဟောတယ်တဲ့။အဲ့ဒါယုတ်တရားတွေရဲ့အပေါ်မှာလူချင်းမမိုးတာဘာအပြစ်ရှိလို့ယုတ်တရားတွေရဲ့